ကေမင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီခေါက်မှာဘာအောင်စက်ပြောမလဲဆိုရင် class နဲ့ object အကြောင်းထပ်ပြောမယ်ဟုတ်လားကျွန်တော်ချင်းမှာဒီခေါက်တင်ကမ်းတော့မှကျွန်တော်တို့ python မှာ class ကိုဘယ်လိုလုပ်လဲဆိုတဲ့အဆင့်အောင်ရောက်တာဟုတ်လား class ကိုကျွန်တော်တို့ python မှာ create လုပ်ဖို့လဲ class keywords နဲ့ class name နဲ့ foolan နဲ့ဒါမှတ်ချက်လေးပြောခဲ့ပြီ class မှာကျွန်တော်တို့ဒီနေ့မှာသတော်နမူနာနဲ့ home class လေးကိုပြထားတယ်ဟုတ်လား class မှာကျွန်တော်တို့အာ class time class time object time object time မှာဘာတွေရှိလဲဆိုရင် ဟာ programming call အနေနဲ့ဆိုပါလဲဆိုတော့ property or method နောက်တနည်း attributes or behavior အဲ့လိုသမ်းလား attribute တွေရှိမယ် behavior တွေရှိမယ် property တွေရှိမယ် method တွေရှိမယ် property နဲ့ attribute တွေအတူတူပဲ behavior နဲ့ method တွေအတူတူပဲဟုတ်ကဲ့လားကဲဆိုတော့ class လေးကိုနောက်ထပ် version တစ်ခုထပ်ပြောင်းမယ်ဟုတ်လား mind class ပဲကျွန်တော် mind class ပဲကျွန်တော် copy ကူးထားလိုက်မယ် copy ကူး idn လေးပဲဖွင့်လိုက်ပါမယ်ဒီကောင်နည်းနည်းပါရှင်းမြင်မယ်ကြည့်မယ် ကူထားတဲ့ copy ဒီမှာလုံးလို့သေးလားမလုံးတော့ရတယ် class c ဟမ် class ခုဗာဒီမှာ c n a s s class my h o h o m home i mean home okay full ก่อนလဲပြန်ထဲမှာကျွန်တော်ဗာထည့်တာ c o n လို့ ਆ colors equal blue ဆိုပဲကျွန်တော် default အနေနဲ့ထည့်တယ် pn u e blue ဟုတ်နော်ဒါ design default ထည့်လိုက်တာနော် color equal blue ဟုတ်ပြီနောက်တစ်ခုကျွန်တော်အဲ window ဒီပြတင်းပေါက်တွေရဲ့အခြေအဲတခါနဲ့ကျွန်တော် class ရဲ့ပြတင်းပေါက်တွေရဲ့အခြေအဲ w i n d o w window ဟုတ်လား worst day high day ဒီဘန်ဒီအဲ size လောက်လိုက်မယ်ဗျ window ရဲ့ size s sign z e size window size ကိုကျွန်တော်၅ပဲပတ်လည်ထားတယ်ဟုတ်ကဲ့5ဒါကျွန်တော်ပုံမှန် default ဘယ်လိုရမလဲချက်ချင်း value တန်းထည့်တာနော် window size equal 5ဟုတ်ပြီအဲ့နောက်ခေါက်နောက်တစ်ခုကျွန်တော်ဘာလုပ်အောင်မလဲဆိုရင် sorry နှစ်ချက်ခေါက်မိသွားတယ်အဲ့ဒါကတော့ဟုတ်လား ကိုထုတ်ပြီဟုတ်ပြီပြီးရင်တော့နောက်ထပ်ပါလို့မလဲ DEF နဲ့ behavior တကူကြောင်းညာ function တကူကြောင်းညာဟုတ်လား function တကူကျွန်တော် method အကြောင်းပြောတော့မှာဖြစ်တဲ့အတွက် class ထဲမှာထည့်ရေးမဲ့ function တွေပါလို့ခေါ်ရစေ method လို့ခေါ်ရဟုတ်လား function ဒီလက်ရှိမှာပြောခဲ့သလို function သင်ခန်းစာမှာသင်ခဲ့သလို function တကူ create လို့ဟိုတဲ့ဘာနဲ့စောင့် DEF နဲ့စာပြီးရင်တော့ function name ပေးမယ် function name မှာကျွန်တော်ကဒီအိမ်မှာပဲကျွန်တော်ဒါဒီအိမ်မှာငါတို့ function တွေနဲ့လုံးဆောင်ကျင်နေတယ်ဘာထည့်မလဲဆိုရင် behavior or method ဟုတ်လား လောဆောင်ကြရပါတယ်ထဲဘာတွေရှိမလဲဆိုရင်ကျွန်တော် auto open ပေါ့ဗျဟုတ်လား function name တွေတော့ဗာနေစားစလုံးတင်းနေစား aut ကို auto ဟုတ်လားဒါကတော့ command key နဲ့ပဲဆိုတော့ ope ရအောင် open ဟော auto open function ပါတယ်ဒီ method မှာ auto open function ပါတယ်ဟုတ်လားခဒီ method မှာဒါတကယ်ကြတော့ဒီနေ့ဒီနေ့ analyze ခေါ်ဒါကြောင့်မပူရှင်းပါဘူးဟုတ်လားဒီ auto open မှာကျွန်တော် pr ရန်ဒီ print ဟောလောဆောင်ကြရတယ်ဒီညမှာတော့ print လေးနဲ့ပဲပြရတာတကယ်အပြင်မှာတကယ်ဟိုအားလုံးမယ်ဆိုဒီမှာ lower lower လေးပေါ့ auto open လို့ပေါ့ဘာကုတ်တယ်လို့လဲ ်နော်ဘယ် network တွေနဲ့ချိန်ရမှာလဲဘယ် wifi နဲ့ချိန်ရမှာလဲဟာ okay မလားအဲ့လိုလေးသွားမယ် print mm home dot d sorry d o o r dot တိုက်တာရေးနော် dot is open နေ o p e n ing open ရာ ing open dot is open နေဆိုတော့ print function နေထောက်တာ okay ဒါသည်ကျွန်တော်နောက်တော့ class တစ်ခုဒီဒီကောင်အောင်ကြည့်ရအောင်နော် class တစ်ခုဖန်လေးလိုက်တယ်ဒါဆိုတော့တော်တော်အင်္ဂါဆုံးနေဟုတ်လားသူ့မှာဘာပါလဲဒီကောင်းလေးကိုဘာလို့ခေါ်လဲဒီ variable လေးတွေကို class ထဲမှာကျွန်တော်တို့ create လုပ်ထားတာဖြစ်တယ်ဒီကောင်းလေး class variable လို့လည်းခေါ်တယ်ဒါ class ရဲ့ enable ထဲမှာကျွန်တော်မလုပ်တာလေ create လုပ်တာ okay ဒီကောင်းကိုကျွန်တော်တို့ method ဟုတ်လား method မှာလည်းနှစ်မျိုးရှိတယ် class method နဲ့ instant method ဆိုမျိုးရှိတယ် okay class method english instant method ဘယ်လိုကွဲလဲဆိုတော့လောလောဆယ်ကြည့်မယ်နော် class methods instant method ကျွန်တော်ကျွန်တော် auto open ဆိုပြီးကျွန်တော်မလုပ်လိုက်တယ် method ကို create လုပ်တယ်ပြီးရင်တော့ဒီကောင်းလေး print ဆိုပြီးကျွန်တော် under နဲ့ချက်ခေါ်လိုက်တော့မယ်ဒါဆိုကျွန်တော်တို့ memory ပေါ်မှာ memory ပေါ်မှာမလုပ်သွားရော my home ဆိုတဲ့ class ကြီးတခုကျွန်တော်တည်ဆောက်ပေးတာကြဲအကောင်ကျွန်တော်ညံခေါ်တော့မယ်ဟုတ်လားပုံဝင်တိုင်းမှာကျွန်တော် my h o h o m e home h o m e home my home ဘယ်မှာလဲဆိုရင် p o n ကြဲတဲ့ကြဲတဲ့နာမည်ပေးဟုတ်လားအဲ့ကျွန်တော်နေရာတခုမှာရုံးနေဆိုတဲ့နေရာတခုမှာကျွန်တော်ဒါနာမည်ကြဲတဲ့နာမည်ပေးတော့ဒါ variable name ပဲ variable name နေ object name နေပေါ့နော် object name နေစလုံးသေးနေစာရသွားပြီဟုတ်ကဲ့ဒီနာမည်ကျွန်တော် my home okay object sound ဆို present thesis လေးပဲလို့ဒီတော့ present thesis တော့ true ချမ်းချမ်းမရှိဘူးနော်ကျွန်တော်ဘာလို့လဲ enter ခေါ်လိုက်မယ်ဒါဆိုရင်တော့ my home p1 ဆိုတဲ့ဒီ class ကိုဘာလို့လိုက်တော့ object တီဆောင်လိုက်ကဲအဲ့ဒီကနေကြည့်မယ် home p o n နမိတ်ရတယ်နည်းနည်းတော့ရှည်နေရရင်ကျွန်တော်ထားလိုက်တယ်နော် dot ဘာတွေထွက်လဲကြည့်ဟုတ်လား auto open တကယ်ကြည့်မလား auto open color dot auto open auto open method ကိုကျွန်တော် enter ခေါ် โอเคโอเคဘာဖြစ်သွားလဲကျွန်တော်ဒီ auto open ဆိုပြီးကျွန်တော် class ထဲမှာကျွန်တော်မလုပ်တာ method တကူ create လုပ်ထားရတာ ਨੇ ကျွန်တော်ဒီမှာ object ဆောက်ပြီးတော့ auto open ဆိုပြီးလှမ်းခေါ်လိုက်တာ type error ဒါမဲ့ error မှနေတယ် auto open text 0 position argument bus 1 had been ဟာ1 was given ဟုတ်လား argument မပါရတာဘယ် auto open လုံးရပြန် auto open ဒီ class argument နော် class method ဖြစ်နေတာကျွန်တော် object ဆောက်ပြီးခေါ်လို့မသိဘူးဖြစ်နေအဲ့ဒီပုံစံနော်အဲ့ဒါဒီ auto open ကိုခေါ်ခြင်းကျွန်တော်တို့ကဘယ်လိုခေါ်ရမှာလဲဒီလိုလာပဲ auto open ကျွန်တော်လမ်းပြီး access လုပ်တာနော်အရင်ဆုံး create လုပ်တယ်နောက်တစ်ခု access လုပ်တယ်အဲ့လိုကြည့်ရမယ်ဟုတ်လား my home auto open sorry auto open ချန်နေဟုတ်လား auto open ကိုချန်နေ okay ဟော enter ခေါ်ဟောအခုကြာထွက် doors is open ဒါပါဟိုပြောရတယ်ဆိုရင် မန္တစင်ကနေကြောင့်ဒီကျွန်တော်ဒီ present thesis ထဲမှာကျွန်တော်ဘာပါရမီတာမှထည့်မလဲ present thesis ထဲမှာဘာပါရမီတာမှထည့်မလဲပါရမီတာထည့်လို့ရတယ်ဒါ function ရဲ့သဘောတရားသဘောသဘာဝရပါရမီတာပါတဲ့ function ရှိမယ်ပါရမီတာမပါတဲ့ function ရှိမယ်ပါရမီတာတစ်ခုပါတာရှိမယ်နှစ်ခုပါတာရှိမယ်သုံးခုပါတာရှိတယ်နောက်တစ်ခု return ပြန်တာရှိတယ်မပြန်တာရှိတယ်ဒါရှိမှသင်ခဲ့တယ် function တွေရဲ့လုံးဆောင်ချက်တွေအကုန်လုံးဒီမှာသုံးလို့ရဒါပေမဲ့ကျွန်တော်ဒီထဲမှာပါရမီတာဘာမှထည့်မထားဘူးဟုတ်လားဘာမှဘာမှထည့်မထားဘူးထည့်ခြင်းလည်းထည့်လို့ရတယ် ထက်လည်းသူဒီဒီလိုရေးသားဝင်ရေးသားနေဒီဘာကိုခေါ်လဲဆိုတော့ class methods လို့ခေါ်တယ်။ Okay ကျွန်တော်နောက်တစ်ခုပြောင်းမယ်။ဟုတ်လားနောက်တစ် class တစ်ခု version ပြန်ပြောင်းလိုက်မယ်နော်။ doors opening အဲ့ကြောင့်ကျွန်တော် class method ကိုခေါ်ရင်ဘာနဲ့ခေါ်တော့ class name နဲ့ခေါ်တယ်။ object name နဲ့တော့ခေါ်ဒါဒီ class name ဒါဒီဘာ name လို့ object name class name door auto open ဆိုကျွန်တော်လမ်းခေါ်လိုက်မှသူပြီးမြင်သွားတယ်။ Okay နောက်တစ်ခု space ကဲဒီတစ်ခါကျွန်တော် auto open function ကျွန်တော်မှတ်တမ်းတစ်ခုရေးမယ်ဗျာ။ဟုတ်မလား version ပြောင်း copy copy ဒီအောက်ကနေပဲ under comma နော်ပြီးနောက်တစ်ခုအဲနောက်တစ်ချက်အာ sorry နှစ်ချက်ခေါင်းမိသွားတယ်နှစ်ချက်ခေါင်းမိသွားရင်သူက method ကျွန်တော်တစ်ခါတည်းရေးရမှာသူကတစ်ခါတည်း create လုပ်သွားနော် okay control v ပြန်လို့ sorry နော် sorry sorry အဓိကမိကြည့်လိုက်ဟုတ်ပြီကျွန်တော် under comma ပြီးရင်ဒီမှာဟုတ်ပြီဒီကနေကျွန်တော်နောက်တစ် sorry ဟုတ်ပြီနော်နောက်တော့ကျွန်တော်ဒီကျွန်တော်ရဲ့ class ကျွန်တော်ပြန်ရေးပေးမယ်နော်ခဏလေး sorry control c control v ဘာရှင်းပြောင်းရင်လို့ဘယ်လိုပြောင်းလဲဒီဒီရောက်ကနေပဲကျွန်တော်လိုလိုက်တော့ဟုတ်နော်ဘာရှင်းပြောင်းဘာဘာရှင်းပြောင်း df နောက်တစ်ခုဒီအိမ်မှာဘာ function နေရလဲ wifi access ရတယ်ကွာ w f i wifi acce ss wifi access ရတယ်အဲ wifi access ရတယ်ဆိုတဲ့ function လေး prn ဒီ print ကျွန်တော်ဒီမှာတော့ prn ဒီနေပဲတောင်းတယ်ပြန်ရန်ဒီ print okay ပြန်ရန်ဒီ print wifi wifi open နေ wifi open wifi connect ပေါ့လို့လဲ f5 wifi c o n n e c t i n g connect i n g connect wifi connect ဆိုတဲ့ function လေးတစ်ခုကျွန်တော်ထပ်တိုးလိုက်တယ်ဟုတ်ကဲ့တိုးပြီမှကျွန်တော်ဒီထဲကိုပါထည့်မယ်လေ s v n f sub ဆိုတဲ့ parameter လေးတစ်ခုထည့်ဒီ s b ဟုတ်လား method class တဲမှာ python ရဲ့ class creation နဲ့မှာ sub ဆိုတဲ့ဟုတ်ပြီနော်ကျွန်တော်ဒီမှာ sub ဆိုတဲ့ကျွန်တော်ဗာလေးထည့်လိုက်တာနော် keywords လေးထည့်လိုက်တယ် โอเคมั้ยนะ search keyword เลยเนาะ search sc and f search เลยทีละဒီ method မှာ search ပါတယ်ဒီ method မှာ search โอเคဘာထူးလဲကြည့်မယ်ကျွန်တော် and and check ခေါ်လိုက်မယ်โอเคကျွန်တော် not a my home ဆိုတဲ့ class တူကဲခုနလို့ကျွန်တော်ပြန်ခေါ်ကြည့်မယ် my home home sorry o သွားသွားပြော home home door ကြာတူပြတယ် wifi access ကိုကျွန်တော်ပြတယ်နော် wifi access ကိုကျွန်တော်ယူမယ် wifi access ဆိုတဲ့ name ကိုကျွန်တော် and copy ခေါ်လိုက်ဟောအမသိပြန်ခုနကကျတော့ဟိုဟာမှာရှေ့မှာကြာတော့ကျွန်တော်ဒီမှာကြည့် class method မှာကျတော့ class name လေးနဲ့ auto open ဆိုခေါ်တယ်နဲ့သူဘာပြောလဲသိအခု wifi access ဆိုတဲ့ method ကို class name နဲ့လမ်းခေါ်တာမသိပြန်ဘူး missing နဲ့ one rock ရတဲ့ position နဲ့ argument set ဟာ set ကိုတူလို့တယ်တကယ်ကြတော့ပုံမှန် method ဒီ set လောက်ဆရာမလို့အဲ့ဆိုကျွန်တော်တို့ဘာထူးတာလဲဆိုတော့ကြည့်ကျွန်တော်နောက်တစ်ခု object တစ်ခုတက်တည်ဆောက်လိုက်မယ် okay မလားဟုတ်ပြီနော်အဲ့ဒါဆိုရင်တော့ wifi access ဆိုတဲ့ method ကိုခေါ်လို့ရအောင်ကျွန်တော်ဘာလုပ်ရမလဲ object ဆောက်ပြီးမှခေါ်ရတယ်အဲ့မှာကျွန်တော်ရှေ့မှာအခု class ဟိုလေးလာနေတဲ့ ပြန်လာတယ်ခုမြင်နေနော်ဒီ method ကိုကျွန်တော် object ဆောက်ပြီးခေါ်တာမရအောင်ဒီ method ကိုကျွန်တော် object ဆောက်ပြီးခေါ်ပဲအေး my home အဲ့ယောအဲ့ယော my home ပြီးတော့ကြိုက်ကြိုက်တယ်လို့ပြီးတော့ my home my home ပြီးတော့ပဲပြလိုက်ပြန်နော် equal ဟော my sorry my h o m e home my home ဆိုပြီးတော့ present this is လေးနဲ့ပါလို့လဲ object ဆောက်လိုက်ဟုတ်နော် object ဆောက်ပြီးတော့ဒီဒီကောင်းအောင်နော်ခေါမနော် ေကောင် object ဆောက်ပြီးမှ wifi access ကိုဗာလုပ်လို့ရမှာလေခေါ်လို့ရမှာ group we dot wifi access okay wifi access ဆိုတဲ့ method ကိုကျွန်တော်လှမ်းခေါ်တာဟာရတယ် wifi connect ကဲဆိုဘာกว่าလဲပိုင်တော်မှာ class အကြောင်းနေသင်နေကြမှာ method နှစ်မျိုးရှိတယ်လေ set ဆိုတဲ့ parameter ပါတယ် method နဲ့ set ဆိုတဲ့ parameter မှာပါတယ် method ဟုတ်လားကျန်တဲ့ signature တူတူပဲဒီ set 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 ဆိုတာတတိထားနေရဟုတ်လားပုံမှန်ကျွန်တော် instant method လို့ခေါ်တယ်ဒါကို class method လို့ခေါ်တယ် instant method လုပ်တဲ့ဟာတွေ self အများနဲ့ဒီ set ကကျွန်တော်တို့နည်းနည်းအခုသင်တဲ့လွယ် java များရင်းနေဆိုပါနဲ့တူတယ် this နဲ့တူတယ်ဘာလို့ parameter ထည့်လဲဒီ parameter ကိုထည့်ကြမှာလို့သူထည့်ပြီသူကဆို automated build and fan ဒီပြထားတယ် class တစ်ခုတည်ဆောက်လိုက်တာနဲ့သူလုံးရရှာနောက်ကွယ်ကကြိုးလုပ်ထားပေးတယ်ဟုတ်ကဲ့ဒါကိုဘာလို့ဆိုလဲ sus keywords လို့ခေါ်ဟုတ်ကဲ့ carry ကနေ sus keyword တော့မဟုတ်ဘူး sus ပေါ်ရနော် sus parameter ပါနော်ကဲအဲ့ဆိုကျွန်တော်တို့အဲ့နှစ်ခုမှတ်တာပဲ class method နဲ့ sorry of instant method နဲ့ class method နဲ့နှစ်မျိုးရှိရလို့စာလင်းမှတ်တာ okay အခုပြန်